ဝတ္ထုတူလေးတစ်ပုဒ်လောက်ဖတ်ပြခြင်းပါတယ်ဝတ္ထုတူလေးရဲ့ခေါင်းစဉ်ကိုတော့ဂလုတ်ဂလုတ်လို့အမည်ပေးထားပါတယ်ဂလုတ်ဂလုတ်ကင်ပီနယ်နဲ့ထိုင်းနိုင်ငံရဲ့နေဆက်ရွာကလေးတွေစီကိုရောက်ခဲ့တာ၃နှစ်ကျော်ပြီ၄နှစ်နီးခဲ့ပြီရောက်ခဲ့ရတဲ့ရွာကလေးတွေကတော့မြောက်ရီမြို့ရဲ့အရှိတောင်ဘက်မှာရှိကြပြီး မြို့နဲ့နီးဆုံးဖြစ်တဲ့မေတ္တာလင်းမြန်ရွာနဲ့မဲထော်တလေးရွာကနေစပြီးရရင်အင်ဂျင်မြိုင် ဖလူကြီးဖလူလေးရတိကူလေးကိကောမြို့တက်စတဲ့ရွာတွေပါတရွာနဲ့တရွာလဲကက်ရက်ဖြစ်ပြီးတိတ်မလန်းလာဘူးလို့ဆိုရမယ်ပြောရရင်ဒီရွာကလေးတွေကအာနာသိမ့်ပြီး ြည်တွင်းကတော်လှန်ရေးသမားတွေခုနအခြေချခဲ့တဲ့ရွာကလေးတွေပေါ့2021ခုနှစ်ဒီဇင်ဘာလ15ရက်နေ့ကစလို့ဒီရွာကလေးတွေရဲ့ပတ်ဝန်းကျင်မှာတော်လှန်ရေးတပ်တွေနဲ့စကားဆရို့ခြေတွေ့တိုက်ပွဲတွေအများကြီးဖြစ်ခဲ့ကြတယ်။အဲ့ဒီကာလကနေတစ်ဖက်နဲ့တစ်ဖက်အပြိုင်နေမီစိုးမှုဖို့စ조사ခဲ့ကြပြီး2024ခုနှစ်နှစ်အလယ်ပိုင်းလောက်မှာတော့တော်လှန်ရေးတပ်တွေဘက်က အားသာပြီးပြန်လည်ဆူမှုနိုင်ခဲ့တယ်။တလရင်တက်တွေဆူမှုခဲ့ပြီးပေမဲ့လည်းကရင်ပြည်နယ်ရဲ့ထုံးစံအတိုင်းလက်နက်ကင်တပ်ဖွဲ့မျိုးစုံကိုဒီဒေတာမှမျက်စိနောက်လောက်အောင်ကိုတွေ့ရပါတယ်။နေမြေအနေငယ်အေးချမ်းတဲ့အခါဒေတာကန်စစ်ဆောင်တွေလည်းတဖြည်းဖြည်းပြန်လည်အခြေချလာတာပေါ့။တရားဝင်မကျင်းကြပေမဲ့လုံမြောက်နေမြေလေးတစ်ခုလိုဖြစ်လာတဲ့အတွက်အာနာသိန်းစကတဲ့ကရောက်လာတဲ့ပညာရေးစီရီယမ်တွေကိုစူးပြီး ကိုတူကိုထစာသင်ကျောင်းလေးတစ်ချောင်းကိုဒီဒေတာမှာကျွန်တော်တို့စူးစမ်းပြီးဖွင့်လိုက်ကြတယ်အဓိကရွေချက်ကတော့စစ်ရှောင်နေရတဲ့ကလေးတငယ်တွေရဲ့ပညာရေးကိုအတက်နိုင်ဆုံးပြန်လည်ကုစားဖို့ပါဆဆချင်းတော့ဝန်ထမ်းအင်အား6ယောက်လောက်နဲ့စခဲ့ကြပြီးចောင်းသားအင်အားလည်း80ကျော်လောက်ဆိုတော့မဆိုးဘူးလို့ဆိုရမယ်ចောင်းအဆောက်အဦးကိုလည်း နန်းစီဒီအမ်တွေမရှိကြတော့တဲ့ကျေးရွာလေးရဲ့ငကူရှိပြီးသားចောင်းလေးမှာပဲဆက်ပြီးတင်ပြကြတယ်အခုဆိုရင်တော့ចောင်းလေးပြန်ပြီးလဲပတ်ခဲ့တာပညာသင်နှစ်တဝက်ကျိုးခဲ့ပြီးចောင်းသားအများစုကလည်းဒေတာခံတွေပဲဖြစ်တာမို့ဘာသာစကားအခက်အခဲအနှဲငယ်ရှိတာကလွဲရင်အဆင်ပြေတယ်ပြောရမယ်ပြဿနာက ဒီဒေတာရဲ့စီးပွားရေး နေဆက်ဖြစ်တဲ့အပြင်လက်နက်ကင်ဒေတာဖြစ်တာကြောင့်မူရီစေဝါပေါ်များခြင်းအပြင်လောင်းစားပြဿနာတွေကဒီဒေတာမှာအတော်ကိုအမြင့်တွင်နေခဲ့ပြီးနေဆက်စီးဖြစ်တဲ့တောင်းရင်မြေကဘာတလျှောက်မှာကာစီနိုလို့ခေါ်တဲ့လောင်းစားယုံကြီးတွေကမိုးလိုပေါက်ဟီးထနေတာတွေ့ရတာကလည်းကျွန်တော်အတွက်စိတ်မချမ်းသာစရာမြင်ကွင်းပါဒီလိုကာစီနိုတွေကိုနိုင်ငံတကာကလက်ညှိုးထိုးနေပေမဲ့ ဒေတာခန်တွေရဲ့အလောက်ကန်ရှားပါမှုပြဿနာကိုဖြေရှင်းပေးထားသလိုဖြစ်နေတာကြောင့်ဒေတာခန်တွေကပင်ဂျေစုပြန်တင်ရမလို့ဖြစ်နေတဲ့အခြေအနေဒီကာစီနီရီအကြောင်းပြောရင်ကျောင်းဖွင့်ကစားကအောင်ထူးကိုတတိယသွားတယ်ကျောင်းတက်ချင်တဲ့ကြီးကောင်ဝင်ကစားအောင်ထူးလေးမှာ အခုဆိုရင်ကာစီနိုယုံတစ်ခုရဲ့ခြံစောက်မာလီ ဖြစ်နေလေပြီကိုတူကိုထဖွင့်တဲ့ကျောင်းကလေးက ចောင်းសៀរលីតាយោဖြစ်တဲ့ကျွန်တော်အဖို့အောင်ထူးចောင်းဆက်နေနိုင်ရေးအတွက်အောင်ထူးရဲ့မိဘတွေကို နားဝင်အောင်ပြောဖို့ရာအင်းအားမရှိခဲ့ပြီဆယ်တန်းအောင်ပြီးတက္ကသိုလ်ရောက်သွားတဲ့ចောင်းသားမျိုးလဲဒီဒေတာမှာမရှိတဲ့လောက်ကိုရှားတယ်လို့ဒေတာခံចောင်းសៀរဆရာကျော်ကပြောမှုတယ်ရှင်လေးဆရာနိုင်ငံရဲ့အနာဂတ်ပါပြီအရွေရောက်ရင်ဟိုဘက်ကန်ထိုင်းဘက်ကန်ကိုပို့ရင်ပို့ မပို့ရင်ကာစီနိုယုံရောက်သွားကြတာကဒီဒေတာရဲ့ရိုးရလို့ဖြစ်နေပြီတဲ့မိဘတွေကလည်းတလကိုဘတ်9000တောင်ရနေတဲ့အလုပ်ကိုပိုးမတ်ကြတာလဲအပြစ်မဆိုတာပြန်ဘယ်လိုအခြေအနေပဲဖြစ်ပါစေရှိတဲ့ចောင်းသားတွေစာတက်ဖို့ကိုတော့ကျွန်တော်တို့မှာရှိတဲ့အားနဲ့စူးစမ်းကြရအောင်မယ်မလားဒီဒေတာအကြောင်းစဉ်းစားနေတော့ဒေတာခံចောင်းဆရာဆရာကျော်ကျွန်တော်နေတဲ့ចောင်းဆောင်လေးစီကိုပောက်ချလာပါလေရောဆရာကျော် လာဗျာထိုင်ထမင်းစားချိန်ကြောင်းနာပြီလားဗျအော်နားပြီကောဗျာနားပြီကောဗျာကျုပ်ဖြစ်ထမင်းတော်စားပြီပြီညနေပိုင်းမှာဆရာစာတင်ချိန်ဝင်ရမှာမလားဟုတ်တယ်ဆရာကျော်ကြီးဒါနဲ့နေပါဦးတောင်ထဲကပွဲကမပြီးသေးဘူးလားဗျပွဲကကြာအောင်မယ်လေကြာအောင်မယ်ဆိုဒီဒေတာကပွဲအကြောင်းခမည်းတော်အောင်ပြောပြရအောင်မယ်ဒေတာခေါ်တော့အာဝါဒီလို့ခေါ်တာပေါ့ ဈေးပေါ်တဲ့ဇက်ပွဲတွေကို၃လလသွင်းလေးရှိရဲဗျပွဲစီမှာလောင်စာဝိုင်းတွေကိုထက်သွင်းကျင်းပကြတယ်ပွဲကတော့လောင်စာဝိုင်းအတွက်ကာပါသဘောပေါ့ဗျာဘာလောင်စာတွေလဲဆရာကျော်ရအင်္ဂလုံတွေရှန်ကူမီလို့ခေါ်တဲ့ဖဲဝိုင်းတွေငါးပစ်ဂိမ်းလို့ခေါ်တဲ့လျှက်စစ်ဂိမ်းကုန်စတာတွေပေါ့ဗျာဒါကဒီဒေတာမှာအမြဲလုတဲ့ပွဲတော်ပဲလေဒါနဲ့နေပါအောင်ဆရာကျော်ရဲ့လောင်စာဝိုင်းတွေကိုဘယ်သူတွေကဥဆောင်ပြီးလုတ်တာလဲဗျာ လက်နက်ကင်တွေနဲ့တရုတ်တွေပေါ့ဗျာဟာဒါဆိုဒီတရုတ်တွေကတော်တော်ဆိုးနေတာပဲဆိုးဆိုးကန်းနာကကာစီနိုယုံကြီးတွေခမားတွေ့တာပဲဗျာခြံတတိုင်းအမြင့်ကြီးတွေက ထောင်တတိုင်းကြီးတွေလိုဒူးနဲ့တဲနဲ့အထဲမှာဘာလုပ်နေလဲဆိုတော့ဘယ်သူမှမသိရဘူးလက်နက်ကင်အဆောက်တွေကစောင့်နေသေးဝင်သွားတဲ့ကားတွေကလည်းနောက်ဆုံးပေါ်ကားတွေကြီးပဲ ဒါနဲ့နေပါအောင်ပြီးခဲ့တဲ့နှစ်နှစ်ကတိုက်ပွဲဖြစ်လို့ပွဲတွေမဝင်တာတော့ဟုတ်ပါပြီဒီကာစီနိုယုံတွေရောပိတ်လားဗျမပိတ်ပါဘူးဆရာငင်းရမပိတ်တဲ့အပြင်ဒီရွာဘေးတိုက်ပွဲဖြစ်တာတော့မှကာစီနိုယုံရဲ့တတိုင်းကို ကြည်တစ်ချက်လာမထိတလို့ကာစီနိုယုံက ဖွင့်တဲ့တချင်းတန်လဲတချက်မတိတ်ခဲ့ဘူးလေတိုက်ပွဲကလည်းသူ့ဘာသာဖြစ်ကာစီနိုကလည်းသူ့ဘာသာဖွင့်မယ်။အော် မင်္ဂလာပါတပည့်တို့မင်္ဂလာပါဆရာဒီနေ့ចောင်းသားပဏ္ဏယောက်ပြက်လဲဟိចောင်းခေါ်ချိန်ကစင်းကိုဖြည့်ရန်အတွက်တာဝန်ကျအသိန်းကောင်းဆောင်ကိုကျွန်တော်လှမ်းမိလိုက်တဲ့အခါចောင်းသား၃ယောက်နဲ့ចောင်းသူ၂ယောက်ပြက်ပါတယ်ဆရာចောင်းသား၃ယောက်မှာပုံမှန်ပြက်လိရှိတယ်ចောင်းသားတွေဖြစ်ပင်မဲ့ចောင်းသူ၂ယောက်ចောင်းပြက်နေတာကတော့ထူးဆန်းနေတယ်ចောင်းသူ၂ယောက်မှာမှတစ်ခါမှចောင်းပြက်လိမရှိတဲ့နော်ဖောចောင်းပြက်တာဒီနေ့နဲ့ဆိုရင်၃ရက်ရှိနေပြီចောင်းစဖွင့်ကလေးက ဒီရှစ်တန်းအခန်းမှာနော်ဖောကစာအတော်ဆုံးလို့ပြောရမယ်။ကြောင်းလဲမှန်တယ်။ဘာပဲဖြစ်ဖြစ်နော်ဖောရဲ့မိဘတွေစီကိုသွားဖို့လိုပြီလို့စိတ်ထဲတွေးထားလိုက်ပါတယ်။ဒီကာလမှာတော့နေဇက်ဒေတာကစစ်ဆောင်ကလေးတွေကိုစာတင်နေရပေမဲ့ကျောင်းဆရာဖြစ်တဲ့ကျွန်တော်အတွက်စာတင်နေရရင်ပဲအားလုံးကိုမေးပြီးဘဝကိုကျင့်နဲ့နေရတာမျိုးမလား။ဘဝမှာဘာမှမရှိရင်တော့မှကျောင်းသားတွေရှိနေသေးတယ်ဆိုတဲ့အသည့်ကခွန်အားရစေတာပါပဲ။နောက်နေ့အတွက်တော့ အန်ယူဂျီရဲ့ပညာရေးဝန်ကြီးဌာနကနေကျောင်းအတွက်အထောက်အကူလေးရရင်ကောင်းမယ်လို့တွေးမိတယ်။ကိုတူကိုထားလို့ဆိုတဲ့အတိုင်းအတိမိတ်ဆွေတွေကိုကျောင်းရဲ့လိုအပ်ချက်တွေအတွက်အလှူခံရတာလဲအားနာလှပြီ။လက်နက်ကင်တပ်ဖွဲ့တွေရှိပေမဲ့စာတင်ကျောင်းဘက်ကိုတိတ်စိတ်ဝင်စားကြပဲကာစီနိုယုံလုံးချုံရေးကိုပဲပိုးပြီးစိတ်ဝင်စားနေကြ။မိဘများကလည်းအလုတ်ခိုင်းမရတော့အရွယ်မို့သာကလေးတွေကိုကျောင်းပို့ထားသလားလို့ကိုထင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီတောင်းကကလေးအလုံးစာတက်ဖို့အရေးတော့ကျွန်တော်တို့တတ်နိုင်တော့စူးစမ်းရမှာပါပဲလေဆရာကြီးဆရာကြီးအတွေးရရင်ကရက်သွားလိပြီဆရာကျော်ပဲလာလိဗျာဘယ်သွားမလို့တော့ပွဲစည်းလေးများသွားမလားလို့ဆရာကြီးခမရလဲဘယ်မှသွားတာမတွေ့လို့အဖော်လာဆက်တာပွဲစည်းဘက်တစ်ခေါက်လောက်ရှောက်ရအောင်ဗျာပွဲစည်းကဝေးတယ်မလားဗျတိတ်တော့မဝေးပါဘူးဗျာမိနစ်20လောက်ရှောက်ရင်ရောက်ပါတယ်တောင်းရင်မြင့် ရေကျသွားတဲ့တဲတောင်ပြင်ပေါ်မှာပွဲလောက်ကြတာလေဟုတ်ဗျာဒါဆိုလဲသွားကြတာပေါ့ကျုပ်တော့တစ်ခေါက်မှမရောက်ဘူးသေးဘူးဗျဒီလိုလမျိုးဒီလိုဇက်ပွဲတွေအကြောင်းပြောပြန်တော့မြေပြန်ကကိုယ့်ရဲ့ကိုယ့်ရွာကိုတတိယပြန်နေတော်တော်တော့ရှောက်ရတာဗျာဟုတ်တယ်ဆရာကြီးရေဒါပွဲစီပဲဗျပွဲစီကအတော်လေးကျေတာကိုတွေ့ရတယ်ဇက်ကတော့မဖတ်သေးညဥပိုင်းမှလူလဲအနှဲငယ်ကျဲနေသေး ထူးထူးခြားခြားဆိုင်းဘုတ်တစ်ခုကိုတွေ့မိတယ်။ပွဲအတွင်းလက်နက်ယူမလာရတဲ့တတ်တပ်ပုံကိုအနီရောင်ဆေးနဲ့ကြက်ချီခတ်ထားတဲ့တေးဥဖော်ပုံကိုရေးပြထားတယ်။ပွဲစည်းထဲမှာတော့အရက်ပီယာစတာတွေတော့စုံနေအောင်ရောင်းတာကိုတွေ့ရတယ်။မခင်းကျင်းထားပေမဲ့တခြားမူရစေးဝါးတွေလည်းလွယ်လွယ်ကူကူရနိုင်မယ်လို့ထင်ပါတယ်။လောင်စားဝိုင်းတွေပဲကြည့်အောင်မလားဆရာကြီး။မမြင်ဘူးတော့ကြည့်တာပေါ့ဗျာ။ ိုးဆွဲလို့ရတယ်နော်အကူကြီးလို့ခေါ်တဲ့အတန်ဝဲဝဲလေးတွေကျိုးဆွဲဖို့ခေါ်နေတဲ့အင်္ဂလုံခေါ်ဂလုတ်ဂလုတ်ကစားနီးမှာမျက်နာ၆ဘက်ပါ၆လက်မအရွယ်အန်စာဒုံ၃လုံးကိုတက်တာအပြားရဲ့နေရံမှာတည်ရီကျိုးတက်တန်ချောင်းနဲ့ဖိကတ်ထားပြီးကျိုးဆွဲတယောက်ကကျိုးနဲ့ဆွဲချရတဲ့ကစားနီးအန်စာကွက်ထဲအကောင်တွေကလည်းစုံစည်းလို့စင်ကြစောကြီးဒေါင်လိတ်ငါစတဲ့အကောင်တွေကိုပုံဆွဲပြီး ခင်းကျင်းထားတာမျိုးပါယော်တဲ့သူကယော်စားတဲ့သူကစားနေလောင်စားဝိုင်းတွေကတော့အတော်ကို လူစီနေပေပြီတစ်ချက်ဆွဲလိုက်တိုင်းဒေါင်းစင်ဒေါင်းစင်ကြားစော်စသဖြင့်အတန်များစူညံနေသလိုတက်သားအန်စာတုံးတွေကတက်တာနေရမှ ပြုတ်ကျလာတဲ့ဂလုတ်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 ဆိုတဲ့အတန်ကလည်းနဝင်မချိုလားထူးကြတာကအယောစားလုံနေတဲ့ကောင်မလေးတွေအပြုတ်အယွဲ့ မိမငယ်လေးတွေဖြစ်ပြီးလုပ်ငန်းကိုလည်းကျွမ်းကျင်လွန်ကြတယ်။ဆရာကျော်ခမ ्या ကနေကန်ဆိုတော့ဒီခုံတွေကဒီကောင်မလေးတွေရဲ့ခုံလားဗျ။ဟာဘယ်ဟုတ်မလဲဆရာကြီးရ။ဒီကောင်မလေးတွေကခုံပန်ရှင်ကငှားထားတဲ့အငှားကောင်မလေးတွေပေါ့။လူခေါ်ဖို့အတွက်ချောတာငဲတာလေးတွေငှားထားတာပေါ့ဆရာကြီးရ။တချို့လဲခုံပိုင်တွေကိုယ်တိုင်လာထိုင်တာလည်းရှိတယ်လေ။အော်အဲ့လိုလားဗျ။ ။ခုံမထိုင်နေသူမိန်းကလေးအားလုံးကလည်းအချောလေးတွေကြီးဖြစ်တဲ့အပြင်မိတ်ကပ်ကိုဖုံးနေအောင်လိမ့်ထားကြပြီးသူ့ခုံငါခုံအပြိုင်လူခေါ်နေကြပုံမှာလဲကြိုက်တီယိုထမင်းဆိုင်တန်းအလားပင်ဒီလိုလောင်းစားဝိုင်းနေရှိနေတာကဒေတာခံတွေရဲ့စီးပွားရေးကိုထိခိုက်နိုင်တယ်ဆရာကျော်ရ။ဆရာနေမြင်တဲ့အတိုင်းပဲကစားနေကြတာလဲဒီကဒေတာခံတွေကအများသားမလား။တကယ်တော့ဒါတွေကဒေတာခံတွေကိုအာယုံလွှဲတဲ့သဘောပါဆရာကြီးညာ။ဟောဟိုက တမျောတခေါ်အဆောက်အဦးကြီးတွေကိုအာယုံမဆိုင်အောင်ကာထားတဲ့အကာအကွယ်သဘောပါဗျာဒီကမိန်ကလေးတွေလဲရုပ်ကလေးရှိပြီးလုပ်ငန်းကျွမ်းကျင်သွားရင်တော့ကာစီနိုယုံကိုလစာများတယ်ဆိုပြီးရောက်သွားကြတာများတာပဲအငှားကောင်မလေးတွေကိုပြောတာလားဟုတ်တယ်လေးဆရာကြီးတရုတ်တွေကရုပ်ကလေးတမ်းမှခေါ်တာတဲ့ဟူးဂလုတ်ဂလုတ်အတန်ဆုံးတဲ့အထိရှောက်မလားဆရာကြီး ဒါမှမဟုတ်ပြန်လှည့်မလားရှောက်ကြည့်တော့ဗျာဒီလိုပြောပြီးရှောက်လာကြရာအရှိဘတ်အင်္ဂလုံခုံနှစ်ခုံအကျော်မှမြင်ဝဲကိုမြင်လိုက်မိတဲ့အခါမှာတော့ကျွန်တော်ခြေအဆုံဟာချက်ချင်းရပ်သွားပါတော့တယ်ကြက်တီတီသွားသလိုရှေ့ကမြင်ဝဲကိုငုံငူကြီးကြည့်လိုက်တော့ဖောတော့ဖောဟုတ်ပါတယ် ကျွန်တော်တပည့်မလေးနော်ဖော့မှာနော်ဖော့အစ်စ်ကျွန်တော်အရှိခက်လန်းလန်းအင်္ဂလုံခုံမှာအယောအဆလုံနေတဲ့ကျွန်တော်တပည့်မလေးနော်ဖော့မိတ်ကပ်တွေဖုံးထားပေမဲ့ကျွန်တော်တပည့်မဘူးလို့ကျွန်တော်တေချာမှတ်မိတာပေါ့နှကန်းညီကိုရဲနေအောင်ဆူထားပြီးရင်ဟိုက်နေတဲ့အင်ကြီးနဲ့ကြားသုံးကောင်ကြလိုက်အဖိုးကြီးကြားသုံးကောင်ကြလိုက်အဖိုးကြီးလို့အော်နေတဲ့နော်ဖော့စာတော်သောနော်ဖော့ចောင်းမပြတ်သောနော်ဖော့ အခုတော့ဂလုတ်ဂလုတ်ခုံမှာမိတ်ကပ်တွေနဲ့အယောအဆလုံနေတဲ့မြင်ကွင်းမျက်စိကိုတင်းတင်းမှိတ်ထားလိုက်မိပြီးဘာကြောင့်မှမသိရင်တွေပူလာတယ်အမိမသိတော့ဆုံးရှုံးမှုတစ်ခုလို့နာကျင်ခံခတ်လွန်လှပေါ်ဆန်ကြီးဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးဗျာကျွန်တော်တို့ပြန်ရအောင်ကျွန်တော်ခေါင်းကိုငုပ်ပြီးလာရလမ်းဘက်ခြေဥပြန်လှည့်လိုက်ပေမဲ့ဂလုတ်ဂလုတ် ဂလုတ်ဂလုတ်အတန်တွေကစူညံနေတော့မင်းအကိုကြီးဒီမှာဆွဲလို့ရတယ်နော်ဒီမှာဆွဲလို့ရတယ်နော်ဟူသော နော်ဖောရဲ့အတန်နော်ဖောဤလူခေါ်နေတဲ့အတန်ကနားထဲမှာစူးနေအောင်ထတ်ထတ်ဝင်လာပြန်နေကျွန်တော်ခြေလန်းတွေပိုတွက်လာပြီးရင်တွေပိုပူလာတယ်ပွဲစီနေအတော်လှန့်လန့်ကိုရောက်ခဲ့လိပြီ ကျွန်တော်နှလုံးသားထဲတွင်တော့တစ်သားအန်စာသီးတွေကိုကျိုးနဲ့ဆွဲချနေတဲ့ဂလုတ်ဂလုတ် ဂလုတ်ဂလုတ်ဟူသောအတန်များကလမ်းတစ်လျှောက်လုံးစူညံစွာပဲ့တင်ထပ်နေပါတော့တယ်။တင်သူပါကျွန်တော်ရဲ့ဂလုတ်ဂလုတ်ဆိုတဲ့ဝိထုတူလေးကိုနားစင်ခံစားပေးကြသူအားလုံးကိုဂျေစုအများကြီးတင်ပါတယ်ခင်ဗျာ။